်မင်္ဂလာပါရှင်ကျမတို့ငုခတ်တာပါ TV ရုံမြင့်တန်းကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်ရခိုင်မကွေးအဆက်ကနှက်ရီကန်စခန်းတိုက်ပွဲအရှင်ကြောင်းတရဲမျိုးနယ်အချင်းထောင်မှာ လုံခြုံရေးတွေတိုးမြင့်ထားပြီးစစ်မီးကူးလာရင်ကြုံရမယ့်အန္တရာယ်တွေအတွက်အချင်းသားတွေစိုးရင်ရတယ်လို့အဲ့ဒီထောင်ကအသင်းရင်းမြစ်တယောက်ကပြောပါတယ်။ ရခိုင်တပ်တော် ANA ဘူပေါင်းအဖွဲ့တွေကနရီကံပြူဟာစခန်းကုန်းကိုအပိသက်သိမ်းနိုင်ဖို့အတွက်စစ်ကောင်စီတပ်နဲ့တိုက်ပွဲပြင်းထန်နေတာဖြစ်ပြီးအဲဒီစစ်ဖြစ်တဲ့နေရာမှာတရက်ထောင်နဲ့တိတ်မဝေးတာကြောင့်ဆွေမှုတွေရှိနေတာလို့ဆိုပါရယ်။ ။တရက်အချင်းထောင်ကတရရင်မြက်ကတရက်ထောင်နဲ့နိုင်ရီကန်စကန်ဟာ16မိုင်လောက်ပဲဝေးပြီးစစ်မီကူးလာရင်စစ်တပ်ရဲ့လက်နက်ကြီးနဲ့လေကြောင်းတိုက်ခတ်မှုကအချင်းထောင်ကိုထိမှဆိုးတယ်လို့ပြောပါရတယ်။လက်ရှိမှာအောင်လမျိုးဖတ်ချန်ကစစ်တပ်အင်အားကိုတရက်မျိုးဘက်ကိုရွှေ့ထားပြီးတော်လိုင်းအင်အားစုတွေထိုးစစ်ဆင်လာရင်ခုခံမှုနဲ့နိုင်ရီကန်စကန်တိုက်ပွဲအတွက်စစ်ကိုလှုပ်ဖို့ပြင်ဆင်နေရရှိတယ်လို့ဆိုပါရတယ်။ စည်ရင်းနဲ့ပတ်သက်လို့စိုးရိမ်တာတွေရှိနေပေမဲ့ထောင်တွင်းအကျဉ်းသားတွေကိုနေရာရွှေ့ဖို့ပြင်ဆင်တာမျိုးမတွေ့ရဘူးလို့လည်းတရက်ထောင်တွင်းသတင်းရင်းမြစ်တွေကပြောပါတယ်ရှင်တောင်ကိုရီးယားရောက်မြန်မာလူသားတွေရဲ့အထူးနေထိုင်ခွင့်ဗီဇာ G199 ပြောင်းလဲလျှောက်ထားတာနဲ့ပတ်သက်လို့စီးစစ်တာတွေပိုလုတ်သွားမယ်လို့အရေးနိုင်ငံရဲ့တရားရေးဌာနကအောက်တိုဘာလ24ရက်နေ့မှာထုတ်ပြန်ပါတယ်။ နိုင်ငံရေးခြေအနေကြောင့်ခေလုံခွင့်ပေးတဲ့ G1 နာတင်တိုင်းဗီဇာရယူပြီးမူလအလုပ်ကနေထွက်ပြေးတာတွေရှိနေတာကြောင့်အလုပ်ရှင်တွေနှိမ့်နာနေရတဲ့အတွက်အဲ့ဒီဗီဇာလျှောက်ထားတာနဲ့ပတ်သက်လို့ဖြည့်စွက်ပြင်ဆင်တာတွေပြုလုပ်သွားမယ်လို့ဆိုပါတယ်။ တောင်ကိုရီးယားနိုင်ငံကိုအလုတ်ကင်ဗီဇာနဲ့ရောက်လာတဲ့စိုက်ပျိုးရေးလုပ်ငန်းခွင်တွေကအလုတ်သမားတွေက G199 ဗီဇာယူပြီးထွက်ပြေးကတခြားအလုတ်ပြောင်းလုပ်တာတွေအများဆုံးကြုံတွေ့နေရတယ်လို့တရားရေးဌာနကပြောပါတယ်ဒီဗီဇာမှာမြန်မာနိုင်ငံမှာဖြစ်နေတဲ့နိုင်ငံရေးအခြေအနေကိုစာနာထောက်ထားတဲ့အနေနဲ့ကိုရီးယားအစိုးရကအထူးခွင့်ရေးပေးထုတ်ပေးတာဖြစ်ပြီးမြန်မာနိုင်ငံသားတချို့ကအခွင့်အရေးယူပြီးတလွဲသုံးချနေတာကြောင့်တကယ်လိုအပ်တဲ့သူတွေအတွက်ပါအခက်တွေ့နိုင်တယ်လို့အဲ့ဒီနိုင်ငံကိုရောက်နေတဲ့မြန်မာအရေးလှုပ်ရှားသူတဦးကပြောပါတယ် တောင်ကိုရီးယားတရားရေးဌာနကထုတ်ပြန်တဲ့စာရင်းအရအခုနှစ်ဇန်နဝါရီလကနေစက်တင်ဘာလအထိအလုတ်ကိုင်းဗီဇာနဲ့ရောက်လာတဲ့မြန်မာလူသားတွေက1420ဦးမှာ G199 ဗီဇာကို ပြောင်းလဲလျှောက်ထားခဲ့ကြတယ်လို့သိရပါတယ်ရှင်။မတ်လ28ရက်နေ့က Inarish Daske 9.9အဆင့်ရှိတဲ့သကိုင်းငလင်ကြီးလှုပ်ခတ်ခဲ့တာ အခုအောက်တိုဘာလမှာတော့6လကျော်9လနီးပါးကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ဒီလိုငလင်ကြီးလှုပ်ခတ်ခဲ့တာ9လအကြာမှာမှငလင်တန်တဲ့ဒေသတွေကပြည်သူတွေအနေနဲ့ပြန်လည်ထူထောင်ရင်းအတွက်ချီးငွေလျှောက်ထားနိုင်တယ်ဆိုပြီးအောက်တိုဘာလ16ရက်နေ့ကဗဟိုဘဏ်ကအတိပေးထုတ်ပြန်ခဲ့ပါတယ်။ဒါပေမဲ့လည်းဒီလိုမျိုးငလင်ပြန်လည်ထူထောင်ရင်းအတွက်ချီးငွေလျှောက်ထားနိုင်တဲ့ကိစ္စရပ်ကိုသိရှိမှုမရှိကြဘူးလို့ငလင်တန်သိခဲ့တဲ့ဒေသတွေတဲကတခုဖြစ်တဲ့ မန္တလေးမြို့ကပြည်သူတွေက ပြောပါတယ်။လက်ရှိ9လအကြာမှာမှအခုလိုချင်းွေ ထုတ်ပေးတာဟာကောင်းပေမဲ့လည်းချင်းွေထုတ်ချီးပေးတဲ့ကူညီမှုက နောက်ကျတယ်လို့မန္တလေးမြို့ဒေသခံတယောက်ဖြစ်တဲ့ကိုကျော်အမိလွှဲကဆိုပါတယ်။ချင်းွေထုတ်ချီးပေးမဲ့သတင်းချက်လက်တွေကိုလည်းအသေးစိတ်မသိရဘူးလို့လည်းသူကဆိုပါတယ်။ထက်တာကအဲ့ဒီ information အသေးစိတ်အချက်လက်တွေကမသိရဘူးသတင်းစာထဲမှာ စာတို့လေး အဲစာတူလေးပဲကြော်ညာတူလေးပဲတွေ့ရလေအဲ့ဒီဟာတွေကဘာမှသွားစုံစမ်းရမလားရက်ွက်ပြုံမှသွားစုံစမ်းရမလားဘယ်လိုအထောက်ထားတွေနဲ့ချီးငွေလျှောက်ထားရလဲပေါ့နော်အဲ့ဒီဟာလေးတော့ကြည်ကြည်လူလူသိအောင်ကြည်ကြည်ပြန်ပြန်လုပ်ပြီးလို့လိုတာပေါ့ငလင်ကြီးလှုပ်ခတ်ခဲ့တာ9လကြာတဲ့အထိအာနာသိန်းစစ်အုပ်စုဟာငလင်နယ်သင်းဒေသတွေမှာတိတိယောက်ယောက်ကူညီနိုင်တာမရှိဘူးလို့လည်းဒေသခံတွေကဆိုပါတယ်မန္တလေးမြို့မှာအခုထိ ငလီနဲ့ညောက်ထိခိုက်ပျက်စီးသွားလို့ဖြိုဖျက်ထားရတဲ့အဆောက်အုံတွေပြန်ဆောက်လုပ်ခွင့်မရသေးတာတွေရှိသေးပြီးအာနာပိုင်တွေကထိထိရောက်ရောက်ကူညီနိုင်မှုမရှိဘူးလို့မန်လေးမြို့ဒေသခံတယောက်ဖြစ်တဲ့ဥသူရအမီလွဲကဆိုပါတယ်။ကူရဘက်ကတော့ထိထိရောက်ကူညီနိုင်ကြတော့ဘူးပေါ်တော့အားနေတယ်ပြောမှာအခုချိန်ပြီးဟွာသူဆက်ထားတဲ့တိုက်ပြီးတော့ပြန်ဆောက်ခွင့်မရသေးတာတွေနောက်ကြတော့ဒီတိုက်ခံတိုက်ခံကန်ထရိုက်တိုက်ကိစ္စ ali င်ပြီးရှင်တဲ့ကိစ္စလေးအဲ့လိုမျိုးလေးဟိုသူရှင်းပြရမယ့်ကိစ္စလေးပေါ့နော်အဲ့လိုမျိုးလေးအများကြီးရှိတယ်ပေါ့နော်ကြတော့ဒီနင်နာတို့ဘလို့လုတ်ပြီးမလဲသူတွေဟာမျိုးလေးပေါ့သူကတော့ဥမာဟိုဟာဟိုဒီလမ်းကြီးဘယ်နှလုံးလို့တန်ဘလောက်လို့ချပြရစုပြီးတယ်အလားရကြီးစီနေရရလေဟုတ်တယ်မဟိုတိုက်ခန်းဝေထားတဲ့တိုက်ခန်းပိုင်ရှင်တွေကမရဘူးပေါ့ အခုပြဿနာကဘာတွေတွေ့နေလဲဆိုလို့ရှိရင်အဲ့လို contract တောက်ထားတဲ့ဟာတွေပေါ့ဒီရှင်တွေကလူမှုကနေခဲ့တဲ့ camp ပိုင်းစီကြမပြီးရလို့မြစ်တာမျိုးတွေထွက်ပြေးနေတာမျိုးရှိတယ်ငလင်တန်တဲ့ပြည်သူတချို့ဟာငလင်ကယ်ဆယ်ရေးစခန်းတွေမှာလက်ရှိအချိန်ထိနေထိုင်နေကြရစေဖြစ်တဲ့အတွက် အခုလိုဘ ਹੁ ဘန်ကချင်းွေကိစ္စကိုငလင်ကယ်ဆယ်ရေးစခန်းတွေထဲသွားပြီးရှင်းပြပေးစီခြင်းနဲ့လို့လဲဥသူရကဆိုပါတယ် ကောင်းဆုံးကဘလူးလဲဆိုရင်ဒီနေရာအဖြစ်မန္တလေးလိုဟာလာပြမနာလိုဒီစကိုင်းလိုအဲ့လိုမျိုးဟာဒီမှာဒီအဖွဲ့တွေဖွဲ့ပြီးတော့ငရေဟိုဟာငရေရှောင်းစကန်ဒီဒုက္ခတွေစကန်ဒီမှာငရေဘေးသိပ်ပြီးဒီနေရာစကန်ဒီဟောတော့ပြည့်စေမှာဒီလိုပလန်တွေရှိရဲဒီလိုစိတ်ကိုယ်တွေထုတ်လို့ရတယ်ဆိုတော့သူတို့အဖွဲ့တွေကိုယ်တိုင်သွားရှင်းပြပြီးလူကြီးတွေဒီခါလေးရှောက်လာတင်တဲ့ပုံစံမျိုးတွေ ဒါတို့ကလုတ်ပြီးလို့ရှိရင်တော့ပူထျောက်တာပေါ့လေပူပြီးတော့မြန်ဆန်တာပေါ့ဘဟုပန်ရဲ့ထုတ်ပြန်ချက်မှာအိမ်နဲ့အဆောက်အုံအတွက်အတူနှုံ300ခိုင်နှုံအသေးစားအငယ်စားနဲ့အလက်စားစီးပွားရေး MSME လုပ်ငန်းတွေအတွက်လုပ်ငန်းလေပတ်ရင်းနှီးငွေစက်ပစ္စည်းရေမီးဆိုလာနဲ့ရင်းနှီးမြှုပ်နှံမှုချင်းငွေ အတူနှုံ900ခိုင်နှုံစက်ရုံလုပ်ငန်းကြီးတွေပြန်လည်ပြုပြင်ရေးနဲ့လေပတ်နိုင်ရင်ချင်းငွေအတူနှုံ900ခိုင်နှုံနဲ့နိုင်ငံပိုင်အခြေခံအဆောက်အုံတွေကို တာဝန်ယူတည်ဆောက်နေတဲ့စောက်လုံရေးကုမ္ပဏီတွေအတွက်ယာယီချင်းွေအတူတူ900ရာခိုင်နှုန်းနဲ့ထုတ်ချီးသွားမယ်လို့လည်းဖော်ပြထားပါတယ်။တကယ်ဆိုရင်ဗဟိုဘဏ်ရဲ့ထုတ်ပြန်ချက်အရာအတူတူတွေဟာတက်တာတဲ့နှုံထားဖြစ်တယ်လို့ဘဏ်ဝန်ထမ်းတယောက်ကဆိုပါတယ်။ပုံမှန်အခြေအနေမှာဆိုရင်လုပ်ငန်းလုပ်ဖို့ချီးတာအတွက်15ရာခိုင်နှုန်းလောက်ရှိတာဖြစ်ပြီးအတူတူ900ရာခိုင်နှုန်းဆိုတာကတဝက်လောက်တက်တာတယ်လို့လည်းဆိုပါတယ်။ဒါပေမဲ့အဲ့ဒီထုတ်ပြန်ချက်က အပေါ်ရန်လောက်ပဲကြီးညာထားတာဖြစ်တယ်လို့လည်းသူကဆိုပါတယ်ဒါကြောင့်ကောင်းလူကြီးကောင်းကြီးတပ်ပြီးဟာလို့ရှိတော့တကယ်ကြီးချီးမြှောက်လို့ရှိတော့ပါပါဘောပနည်းစရာဆရာမျိုးပနည်းကြည့်တဲ့ဆရာမျိုးဆိုရဟာဒီလာဘောရှင်ဒီဇိုင်းတော့ရဖို့မထင်ဘူး။ဟိုနည်းနည်းသူနဲ့ညီစရာညီစရာတော့ကိုကိုရဖို့ပါတော့တကယ်ပါ။အချင်းမလူချီးမြှောက်လို့ရှိရင်တော့အမကံပြရတော့ပြမဆိုင်ရင်အမကံတိမ်ပါကွာ။ဘူမာကတော့မြည်ရူပါလို့ပြရတာများတယ်ကွာပြပါ။ လုပ်ငန်းသုံးအတွက်ပတ်စံလူတယ်ဆိုရင်ဘယ်မှာသွားကြည့်ပြီဆိုရင်အေးဘာဒီပိုင်းဆိုင်မျိုးအိမ်တို့ဘာလို့လို့ပြရအောင်အပေါင်းပြရအောင်အဲ့လိုမျိုးပုံမှန်ပြအမကန်ပြရတယ်ဘာဒီမှာတော့အမကန်ဒီပိုင်းမပြောထားဘူးဆိုတော့ဟိုဒီဒီကြောင့်ညာဒီတိုင်းလေးပဲပေါ့အပေါ်ရန်လေးပဲဖြစ်နေတော့ချင်းငွေအစီအစဉ်ကို ARD Bank United Amara Bank CB Bank Yuma Bank Cambodia Bank စစ်တပ်ပိုင်းမြဝတီအင်းဝဘဏ်တွေနဲ့ ARD တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ် ဆုပ်လုပ်ရေးအိမ်ရနဲ့အခြေခံအဆောက်အုံဖွံ့ဖြိုးရေးဘဏ်တွေအပြင်ငွေကြေးအဖွဲ့အစည်းတွေဖြစ်တဲ့ Best Merchant Finance Company Limited နဲ့ Zaga Finance Company Limited တို့မှာရှောက်ထားနိုင်ပြီး၃နှစ်ကနေ၅နှစ်အထိတက်တန်းရှိတဲ့ချင်းငွေကိုအတိုးနှုန်းသက်သာစွာနဲ့ထုတ်ချီးပေးမယ်လို့ဘိုးဘန်ရဲ့ထုတ်ပြန်ချက်ကဆိုပါတယ်။ကျမမြန်သစင်ပါရှင်။ ကနေဒါနိုင်ငံနဲ့ကုန်သွယ်ရေးအရာဆွေးနွေးမှုမှန်သမျှကိုချက်ချင်းရက်စဲလိုက်ပြီလို့ American သမ္မတဒေါ်နယ်ထရန့်ကအတည်ပြုပါရယ်။ဒါဟာအမေရိကန်သမ္မတဟောင်းရော်နယ်ရေဂန်ကအခွန်စည်းကြပ်မှုတွေနဲ့ပတ်သက်ပြီးအပြတ်သဘောပြောထားတဲ့ကြေညာတစ်ခုကိုပြသခဲ့တာကြောင့်ဖြစ်ပါတယ်။အဲ့ဒီဗီဒီယိုဟာအမေရိကန်တရားရုံးချုပ်ရဲ့အဆုံးဖြတ်ချက်ကိုကြားဝင်ဆွဖတ်နိုင်ဖို့အရွယ်တာဖြစ်တယ်လို့လည်းထရမ့်ဘက်ကဆွဆွဲထားပါတယ်။ အခုလိုမျိုးကမ္ဘာလုံးဆိုင်ရာအခွင့်အရေးမှုတွေနဲ့ပတ်သက်ပြီးလာမယ့်နှုန်းပါလအတွင်းတရားဝင်မှုရှိမရှိဆိုတာအဆုံးဖြတ်ပေးသွားမှာဖြစ်ပါတယ်။ တကယ်လို့သာဥပဒေနဲ့မညီဘူးဆိုပြီးဆုံးဖြတ်ခံရရင်အမေရိကန်မှာအခွင့်အရေးမှုကနေရရှိထားတဲ့ဒေါ်လာဘီလီယံနဲ့ခြေဝင်ငွေကိုပြန်အမ်းပေးရတာမျိုးဖြစ်လာနိုင်ပါတယ်။တစ်ချိန်တည်းမှာပဲအမေရိကန်ဟာကနေဒါဘက်ကဝင်ရောက်လာတဲ့သွင်းကုန်အများစုကိုအခွင့်35ရာခိုင်နှုန်းကောက်ခံနေတာဖြစ်ပါတယ်။ဒါ့အပြင်ကနေဒါရဲ့ကဏ္ဍလိုက်အခွင့်အရေးမှုတွေလည်းခြောက်မှတ်ထားပြီးတက်တူထုတ်ကုန်တွေအပေါ်50ရာခိုင်နှုန်းနဲ့မော်တော်ကားတွေအပေါ်25ရာခိုင်နှုန်းအထိရှိနေပါတယ်ရှင်။ TV ရုံးမြင့်တန်းကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါကျမတော်ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်